ားလုံးမင်္ဂလာပါအရှိလေပိုင်းနဲ့ပတ်သက်တဲ့ထူးခြားတဲ့သတင်းအများစုကိုကျွန်တော်ဒီနေ့ဒီနေရာကနေတင်ဆက်ပေးကြပါမယ်ပထမဆုံးသတင်းအနေနဲ့ဂါဇာကမ်းကြောင်တွေကိုဒီအစည်း IDF စစ်တပ်နဲ့ဒီဟာမတ်တပ်ဖွဲ့ကြားအပြစ်ခတ်ရက်စဲရေးအသက်ဝင်ပြီးကလေးကနေအစည်းကနေပြီးတော့ဒီအပြစ်ခတ်ရက်စဲရေးကိုအချိန်ပေါင်း60တိတိချိုးဖောက်ပြီးတော့အပြစ်ခတ်မှုတွေနောက်ပြီးလေကြောင်းကနေပြီးတော့အမောင်းတူမဲ့ရုံးတွေပြစ်လွတ်ပြီးတိုက်ခိုက်မှုတွေနောက်များစွာပြုလုပ်ခဲ့ကြောင်းကမ္ဘာသတင်းဌာနအများစုကပေါ်ပြထားတာကိုတွေ့ရတယ်ခင်ဗျဒါနဲ့ပတ်သက်ပြီးတော့ အမေရိကန်ရဲ့ဒီဒုတိယသမ္မတဖြစ်သူဒေးဗစ်ဗန်နစ်နဲ့နောက်ထပ်၎င်းတို့ဒီအရှေ့လေပိုင်းရဲ့တပ်တမန်ဖြစ်သူစတီဗင်ဝေါ်ခေါ်တို့ဒီအစည်းရဲ့ဒီဒေးဗစ်မျိုးကိုရောက်ရှိပြီးတော့ဒီအဖြစ်ခက်ရစဲကြီးကိုအမေရိကန်ကိုအရှက်ရစေတဲ့ပုံစံမျိုးတွေမလုပ်ဖို့အတွက်အမေရိကန်ရဲ့ဒုတိယသမ္မတဖြစ်သူဒေးဗစ်ဗန်နစ်ကနေပြီးတော့ပြောကြားခဲ့တာကိုတွေ့ရတယ်။ဒါအစည်းကိုထပ်ပံပြီးတော့ဂါဇာကမ်းမြောင်ရဲ့အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ဂျန်နင်းမျိုးတူရာကရာမျိုး ဒီလိုနေရာဒေသတွေကိုအစည်းကတိမ့်ပိုက်ပြီးတော့၎င်းတို့ရဲ့အချုပ်ချာအာဏာကိုအဲဒီအသက်ဝင်အောင်တည်တံ့ခိုင်မြဲအောင်ပေါ့နော်ဒီအစည်းရဲ့ပါလီမန်လွှတ်တော်အစီအဝေးမှာမဲခွဲဆုံးဖြတ်မှုတွေအစည်းရဲ့အာဏာပိုင်အဖွဲ့အစည်းကပြုလုပ်ခဲ့တယ်လို့သိရတယ်ဒီအကြောင်းရင်းနဲ့ပတ်သက်ပြီးတော့အမေရိကန်ရဲ့ဒုတိယသမ္မတဖြစ်သူဒေးဗစ်ဗန်နစ်ကနေပြီးတော့အစည်းအနေနဲ့ဂါဇာကမ်းပြောင်ရဲ့အနောက်ဘက်ကမ်းမှာတည်ရှိတဲ့တူလာကလာနဲ့ဂျန်နင်းမြို့တွေရဲ့အချုပ်ချာအာဏာဥပဒေကိုအစည်းပါလီမန်လွှတ်တော်ကနေဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း၎င်းကပြောကြားခဲ့တယ် ျွန်တော်အနေနဲ့ဒါကိုတားမြစ်ကမှာဖြစ်တယ်ဒါကိုအမေရိကန်ကလည်းလုံးဝလက်ခံမှာမဟုတ်ဘူးဒီကိစ္စကိုအမေရိကန်ကဆုံးဖြတ်ရမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်အစင်းအနေနဲ့ဒါကိုလုံးဝလုတ်ခွင့်မရှိဘူးလို့၎င်းကပြောကြားသွားတာကိုတွေ့ရတယ်ဒါရုပ်စုအကြီးအကျယ်နဲ့လုံရက်တစ်ခုဖြစ်ကြောင်းအမေရိကန်ရဲ့ဒုတိယသမ္မတဖြစ်သူ David Vanne ကနေပြီးတော့ဒီအစင်းမြို့တော်တဲ့ FM မှာပဲ၎င်းပြောကြားသွားတာကိုတွေ့ရတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေအစည်းရဲ့ဝင်ကြီးချုပ်ဖြစ်သူဗီဂျမင်နီတန်ယာဟုကကျွန်တော်တို့အနေနဲ့ ဒီဂါဇာရဲ့အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ဂျန်နင်းနဲ့တူရာကာရာရဲ့ဒီအချုပ်ချာအာဏာကိုနယ်မြေစိုးမိုးမှုကျွန်တော်တို့ကပြုတ်လောက်ရန်အတွက်မဲခွဲဆုံးဖြတ်ခြင်းဖြစ်ပါတယ်ဒီနယ်မြေကိုတင်ပိုက်ခြင်းလို့ဒီနယ်မြေရဲ့အချုပ်ချာအာဏာဥပဒေကိုတည်တံ့မှုအတွက်ပြုတ်လောက်ခြင်းမဟုတ်ပါဘူးဒါတွေအားလုံးကိုအမေရိကန်အနေနဲ့ဆုံးဖြတ်ရမှာအမေရိကန်အနေနဲ့လုပ်ရမှာဖြစ်တယ်ကျွန်တော်တို့အမေရိကန်ရဲ့စကားကိုနားထောင်မှာဖြစ်တယ်လို့ဇေဝင်ကြီးနေတန်ယာဟုကပြောကြားသွားတာကိုတွေ့ရဒါပြောရမယ်ဆိုရင်ဒါအမေရိကန်ရဲ့ဒုတိယသမ္မတဒေးဗစ်ဗန်နစ်ကနေပြီးတော့အဲဒေါသတထွက်ဒေါသကြီးသွားတဲ့အဲဒီမီဒီယာကို၎င်းကပြောကြားသွားတဲ့စကားကြောင်းမလို့ အဲဈေးဝင်ကြီးဂျုံဒီတန်ယာဟုက short ချတဲ့ပုံစံနဲ့နော်ဖြည့်သိမ့်တဲ့ပုံစံနဲ့ပြောလိုက်ချင်းဖြစ်တယ်အမှန်ကတော့ဒီဂါဇာကမ်းပြောင်ရဲ့အနောက်ဖက်ကမ်းရဲ့ဥပဒေကိုမူချမ်းကိုအဈေးကအစိုးရရွေးဆဲရေးဆွဲပြီးသားဖြစ်တယ်ဘယ်လိုပုံစံအုပ်ချုပ်ရမလဲဘယ်လိုပုံစံထိန်းသိမ်းရမလဲဘယ်လိုပုံစံလုပ်ရမလဲအကုန်လုံးအစအဆုံးအဈေးကကြိုတင်ပြင်ဆင်ပြီးသားဖြစ်ကြောင်းဒါကမ္ဘာပထဝီနိုင်ငံရေးလေးလာတုံးကကူကားသူတွေကဖော်ပြထားတဲ့အချက်လေးဖြစ်ပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အားလုံးကိုတည်တည်ချင်းလို့ share ပေးခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီအခြားတစ်ဖက်မှာလည်းဒီဂါဇာကမ်းပြောင်ထဲမှာပဲနော်အဈေးကဘယ်လောက်ထိ ပုံစံနဲ့ဒီဂါဇာထဲမှာရှိတဲ့ဟာမတ်အပေါ်ကိုဖိအားပေးထားလဲဆိုရင်ဒီအိတ်ချက်အိမ်ချက်ချင်းပေါ့အိမ်ချက်ချင်းအိုးမဲတုတ်ပြီးတော့အဲခုတ်ခိုင်းတာပေါ့လေအဲ့လိုပုံစံဖြစ်သွားတာပေါ့နော်ဒီဂါဇာကမ်းမြောင်ထဲမှာရှိတဲ့ဒီပါလက်စတိအရသားအမျိုးသားတွေကိုပေါ့နော်အစည်းကလက်နက်တပ်ပေးတယ်အဲသူတို့ကိုသူတို့ရဲ့စကားကိုနားထောင်နားထောင်ပြီးရင်ငါတို့မင်းတို့ကိုအကောင်းကောင်းမွန်မွန်ဆက်ဆံမယ်ဆိုတဲ့ပုံစံမျိုးပြုလုပ်ပြီးတော့အဲအစည်းကနေပြီးတော့လက်နက်တွေထောက်ပံ့တယ်ငွေကြေးတွေထောက်ပံ့တယ်ဖက်ဖက်ကနေထောက်ပံ့ပြီးတော့ဟာမတ်နဲ့ပြန်ပြီးတော့အဲစစ်ခင်းခိုင်းတယ်အဲတိုက်ခိုက်မှုတွေဖြစ်ခိုင်းတယ်ဂါဇာထဲမှာစူပူအောင်ကြွားမှုဖြစ်အောင် တမင်ကြီးရောကျရှိရှိနဲ့အစည်းကနေပြီးတော့တစ်ဖက်ကနေပြီးတော့ဂါဇာတဲကိုမီးမှွေထားကြောင်းသိရတယ်ဒါကိုလည်းဒါဂါဇာရဲ့အခြေလိုက်သတင်းဌာနအများစုကရောဒီဟမတ်ရဲ့အခြေတဲ့အရာရှိအများစုကပါဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်စာမျက်နှာမှာတွင်တွင်ကျကျချပြရေးသားထားတာကိုတွေ့ရတယ်ဒါဟမတ်ကလည်းဒီဂါဇာကမ်းကြောင်ထဲမှာရှိတဲ့အစည်းရဲ့ကြောထောက်နောက်ခံလက်နက်ကင်တပ်ဖွဲ့မြစ်တီတပ်ဖွဲ့မဆိုကျွန်တော်တို့အနေနဲ့ခြေမုံသွားမှဖြစ်ကြောင်း ဒီဟာမတ်ရဲ့အခြေခံအရာရှိအများစုကလူမှုကွန်ရက်စာမျက်နှာမှာတရားဝင်ချပြထားတာကိုတွေ့ရတယ်ခင်ဗျာဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အားလုံးကိုသိသိချင်းလို့ share ပေးခြင်းဖြစ်တယ်ဂါဇာထဲမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခန်းကဏ္ဍတွေကိုအစည်းကနေပြီးတော့ပိတ်ဆို့ထားကြောင်းလည်းသိရတယ်အဲဒါကိုဒီ UN ကနေပြီးတော့ဗောနောဒီကိစ္စကိုကင်ထွက်ဖြေရှင်းနေကြောင်းလည်းသိရတယ်ဘလို့ဖြေရှင်းလဲဆိုတဲ့ပုံစံကတော့ဒီဂါဇာကမ်းခြောင်ထဲကိုဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီထွက်ကတနေ့ကိုအစည်း600ဝင်ခွင့်ပေးရမှာအစည်းကနေသို့တော့ဒီအစည်း600ဝင်ခွင့်ပေးရမှာကိုအစည်းကအဲ ဒီ refer ပေါ့ဒီ Egypt ဘက်ကနေဝင်တဲ့ဖြတ်ကျော်တဲ့ gate ပေါ့ဒီ gate ကိုအစည်းကပိတ်ထားတာအဲ့တော့အစည်း600တနေ့တနေ့ဝင်ရမှာကိုအခုကအစည်း600မဝင်ရဘဲနဲ့အစည်း100ကျော်လောက်ပေးသွင်းလိုက်ရပ်ထားလိုက်အစည်း100ကျော်လောက်ပေးသွင်းလိုက်ရပ်ထားလိုက်တနေ့တနေ့ကိုအစည်း100လောက်ပဲဝင်ဝင်ပေးတယ်ပေါ့အဲ့လိုပုံစံမျိုးဖြစ်နေတာကိုတွေ့ရတယ်အခုမှကာဇာကမ်းကြောင်ထဲကိုရောက်ရှိနေတဲ့ဒီထွက်ကအစည်းအရေက900လောက်ပဲရှိသေးတယ်အဲ့တော့ပြောချင်တာကဒီတနေ့တနေ့ကိုဝင်ရမယ့်အရေအတွက်နဲ့ဒီကာဇာထဲမှာရှိတဲ့ ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခန်းကဏ္ဍတွေကုညီဝေငှမဲ့လူအင်အားကလာတဲ့ကုန်ပစ္စည်းတွေကဘလို့မှမအပ်ဆက်ဖို့ဖြစ်နေအဲ့တော့ဒီကစားထဲမှာဒီငတ်မုံ compound မှုပြဿနာကလည်းထပ်မံပြီးကြုံတွေ့နေရတယ်အဓိက main ကတော့ sewa ပေါ့ sewa နဲ့ဒီဒီစားတော့ကုန်ပေါ့အဓိက main ဖြစ်တယ်ပေါ့နော်အဲဒီအားရှိမဲ့အစားသားတွေစားဖို့အတွက်လည်းဒီလူတွေပြန်လဲပြီးတော့ဟိုမကြမ်းမာတဲ့လူတွေပေါ့နော်ဒီကစားထဲမှာရှင်ပါလက်စတီးအရသာပြည်သူအမျိုးသားအမျိုးသမီးကလေးသူငယ်အများကြီးပေါ့ဒါပြန်ပြီးတော့ကြည့်မယ်ဒီစစ်ကစစ်တံခံထားရတဲ့သူတွေပေါ့နော်သူတို့တွေရဲ့ဒီအာဟာရဖြစ်မဲ့အစားသားတွေစားဖို့အတွက် လိုအပ်နေတဲ့အချိန်မှာလည်းမစားခဲ့ရဘူးအခုလိုလွယ်လွန်းတကူရားရမယ့်အချိန်မှာလည်းမရဘူးဆိုတော့တော်တော်တော့အချိန်တွေကစွစွဝါးဝါးမှာရှိနေကြောင်းလည်းသိရတယ်အပြစ်ခတ်ရန်စဲရေးကလည်းအစားပြုကာစားဆိုတော့ငင်းချမ်းဘုရားအများကြီးလိုပါသေးတယ်ကာစားနဲ့ပတ်သက်ပြီးတော့အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကကာစားကြီးကတော့လက်တလောကအဖက်ဖက်ကနေပြီးတော့အာအကုန်လုံးကတော့ငင်းချမ်းအောင်လုပ်နေတယ်အဲတို့တော့ဒီစည်းကတော့ဒီဂါဇာထဲမှာရှိတဲ့ဒီအရသားပြည်သူတွေကိုဘယ်လိုပုံစံနဲ့စစ်စစ်စင်ကြီးလုပ်ရမလဲဆိုတာပဲသူကစဉ်းစားနေတာကိုတွေ့ရတယ်เนาะအဲ့တော့ဒါကြောင့်မလို့ဒီ တူရကီရဲ့ဒီအာဏာပိုင်အဖွဲ့အစည်းကဒီဂါဇာကမ်းမြောင်တွေကို၎င်းတို့ရဲ့ဒီတပ်တွေပေါ့ဒီငင်းငယ်တပ်တွေလွတ်ဖို့အတွက်တူရကီကနေပြီးတော့ကျွန်တော်တို့အနေနဲ့အသင့်အစင်အသင့်ဖြစ်နေပြီပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီဂါဇာကမ်းမြောင်တွေမှာရှိတဲ့ဟာမတ်တပ်ဖွဲ့နဲ့အစည်းကြားထဲမှာငင်းချမ်းရေးရဖို့ဒီအပြစ်ခတ်ရစေးဆွေးနွေးပွဲမှာလည်းကျွန်တော်တို့အာမတ်ခံချက်ပေးပြီးတော့အမ်ဒီဒီအပြစ်ခတ်ရစေးစာချုပ်ကိုအသက်ဝင်အောင်ကျွန်တော်တို့ဆောင်ရွက်ပေးခဲ့တယ် ဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဂါဇာကြီးငြိမ်းချမ်းဖို့အတွက်ကျွန်တော်တို့တူရကီစစ်သားတွေကိုလွှတ်မယ်လွှတ်ပြီးတော့ဒီငြိမ်းချမ်းရေးတပ်ဖွဲ့ပေါ့အစည်းကလည်းဒီဂါဇာထဲမှာရှိတဲ့ဒီပါလက်စတိအရသားပြည်သူတွေကိုအသက်အိုးအိမ်စီးတိမ်ကိုတိုက်ခိုက်လို့မရအောင်ကျွန်တော်တို့ကာကွယ်မယ်ဒီဂါဇာထဲမှာရှိတဲ့ပါလက်စတိအရသားပြည်သူတွေကလည်းအစည်းကိုခုခံတိုက်ခိုက်လို့မရအောင်နော်အဲကျွန်တော်တို့အနေနဲ့တိုက်ခိုက်လို့မရအောင်ကျွန်တော်တို့အနေနဲ့ကာကွယ်မှာဖြစ်တယ်နော်ဒါနှစ်ဖက်သလုံးကိုကျွန်တော်တို့ဂျားကန်အနေနဲ့ကာကွယ်ဖို့အတွက်ကျွန်တော်တို့စစ်သားတွေတူရကီစစ်သားတွေအလုံးနဲ့အရင်းနဲ့ပေါ့အပြောရမလို့ဝင်ရောက်ပြီးတော့ငင်းငင်းရေးတက်ဖွဲ့အနေနဲ့တက်ဆွဲထားမယ်လို့ အမေရိကန်ကိုတောင်းဆိုခဲ့တယ်။ဒါပေမဲ့သို့တော်အစည်းကဒီတောင်းဆိုချက်ကိုအစည်းဝန်ကြီးချုပ်ပေချမ်းမီနေတန်ယာဟုကပယ်ချခဲ့တယ်။တူတူကီဒီစစ်တပ်အနေနဲ့ဂါဇာကမ်းကြောင်ထဲမှာလုံးဝကျွန်တော်တို့မထားနိုင်ဘူးဆိုတဲ့အကြောင်းဟောဒီအစည်းဝန်ကြီးချုပ်ပေချမ်းမီနေတန်ယာဟုကပြောကြားတော်လာကိုတွေ့ရပါ။ဟုတ်ကဲ့ပါ။လက်ရှိဂါဇာထဲမှာကတော့အစည်းကဒီအင်ချက်ချင်းအိုးမဲတုတ်ပြီးတော့ဟာမတ်နဲ့ဒီပါလက်စတီးဒီအရသာပြည်သူတွေကိုလက်နက်ပေးပြီးတော့တိုက်ခိုက်မှု ပြတိုက်ပွဲတွေဖြစ်ပွားအောင်ဖန်တီးထားတာကိုတွေ့ရတယ်နောက်ထပ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခန်းကဏ္ဍတွေဒီဂါဇာတဲကိုအလုံးနဲ့အရင်နဲ့ဝင်ဝင်ပေးရမှာကိုဝင်ဝင်မပေးဘဲနဲ့သူတို့လိုးတလောက်ကလေးပေါ့ဗျာဥမာပြောရမယ်ဆိုရင်အစီတရားဟိုဝင်ဝင်ပေးလိုက်နောက်နေ့ကျမှထပ်ပြီးအဲ့လိုအစီတရားလောက်ဝင်ဝင်ပေးအဲ့လိုပုံစံမျိုးလေးတွေလုပ်နေတာတွေ့ရတယ်ဒါပိတ်ဆို့အေးယူမှုပဲပေါ့နော်အဲအမှန်ကအများကြီးလိုအပ်တာဂါဇာထဲမှာလုံးစုံပျက်စီးသွားတဲ့အတွက်အများကြီးလိုအပ်တာအဲ့ဒါကိုအစည်းကတိရတိရသားနဲ့ကိုဒီအီဂျစ်ဘက်ကနေထွက်တဲ့ရဖာဖြတ်ကျော်တဲ့ gate ကိုပိတ်ဆို့ထားခြင်းဖြစ်ကြောင်းအဲဒါကမ္ဘာပတင်ဌာနအများစုကဖော်ပြထားတာကိုတွေ့ရပါတယ် ဂါဇာတွေကအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေရာကနေအားလုံးကိုသိစေချင်တဲ့စိတ်နဲ့ရုပ်တံအများစုရောထည့်ပေးလိုက်ပါတယ်။လက်ရှိဂါဇာထဲမှာဖြစ်ပေါ်နေတဲ့တရင်အရရက်ကိုလည်းတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်နောက်ထပ်တရင်တစ်ပုဒ်ကိုတင်ဆက်ပေးကြပါသေးတယ်။ဟုတ်ကဲ့ခင်ဗျာဒီတရင်ကတော့ထိုင်ဝမ်ရဲ့တရုတ်ရဲ့အမေရိကန်ရဲ့အော်ဒီနာမည်လေးကိုကြားလိုက်ရင်အားလုံးကွင်းကွင်းကွက်ကွက်မြင်ပါလိမ့်မယ်ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်ကတရုတ်ကိုဖိအားပေးတယ်တရုတ်ကလည်းဒီထိုင်ဝမ်ကျွန်းစုကိုအဲ၎င်းတို့ရဲ့မျိုးနွယ်စုတွေနေတဲ့နေရာဒါငါတို့ညီအကိုတွေနေတဲ့နေရာဒါကငါတို့နဲ့ဆိုင်တဲ့နေရာတစ်ခုဖြစ်တယ်ဆိုပြီးတော့ အာအမျိုးမျိုးပေါ့နော်တရုတ်ဘက်ကလည်းပြောဆိုခဲ့တာတွေအများကြီးရှိတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်အားလုံးကရုပ်အီနေတဲ့ကိစ္စရက်ကြီးတစ်ခုလို့အကုန်လုံးမြင်ပါလိမ့်မယ်နော်ကမ္ဘာသတင်းဌာနအများစုရောနောက်တစ်ခုကကျွန်တော်တို့ဒီမြန်မာသတင်းဌာနအများစုရောကလည်းဒီအကြောင်းကိုအဲချပြပါလိမ့်မယ်နော်ဒါပေမဲ့သို့တော့ချမပြတဲ့သတင်းလေးတစ်ပုဒ်ရှိနေသေးတယ်ဗျဒီသတင်းလေးကဘာလေးလဲဆိုတော့အာဘယ်လိုပြောမလဲကျွန်တော်တို့မြန်မာသတင်းအများစုရောကမ္ဘာသတင်းတော်တော်များများမှာခေါင်းကြီးပိုင်းမှာပါမလာဘူးဒါပေမဲ့ဒီသတင်းက ကမ္ဘာပထဝီနိုင်ငံရေးလေးလာသုံးသက်ကိုးကားသူတွေရဲ့ကြားထဲမှာတော့အာနိုင်ငံရေးသမားကြီးတွေပေါ့နော်ဒီနိုင်ငံရေးသမားကြီးတွေရဲ့နှုတ်ဖြား၎င်းတို့ရဲ့ပြောကြားချက်တွေပေါ့နော်သူတို့ရဲ့ဟိုသုံးသက်ချက်တွေကြားထဲမှာတော့ဒီတင်းကထိတ်ဆုံးမှရောက်နေတာတွေ့ရတယ်အာလွန်ခဲ့တဲ့3ရက်ကြာဒီတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာရဲဖတ်ကြည့်တယ်အများကြီးပဲပေါ့ဗျာနော်ရှားကြည့်တယ်ဟုတ်လားမဟုတ်ဘူးလားတေချာကိုတေချာကိုစစ်စစ်ပြီးမှကျွန်တော်ဒီတင်းကိုပြောခြင်းဖြစ်တယ်ဗျာအာဒီတင်းနဲ့ပတ်သက်ပြီးတော့မြန်မာတင်းထဏာအများစုလည်းမပြောဘူးဗျာဖော်ပြထားခြင်းမရှိဘူးအဲ့လိုပဲကမ္ဘာတင်းအများစုလည်းဖော်ပြထားတာနည်းတယ်ရှိရောရှိပါလေနည်းတယ်ပေါ့ အော်ဒီတရင်ကဘာလဲဆိုတော့ထိုင်ဝိုင်နဲ့အစည်းနှစ်နိုင်ငံပေါင်းပြီးတော့လုတ်သွားတဲ့လုတ်ကွက်ကလေးတွေပေါ့နော်ပထမအချက်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်လက်ဘရွန်ကနေစပြောရမှာလက်ဘရွန်မှာရှိတဲ့ Hispolar တပ်ဖွဲ့ Hispolar တပ်ဖွဲ့ကိုအစည်းတိုက်ခိုက်ခဲ့တဲ့အချိန်တုန်းကပုံစံပေါ့နော်ပေချာတွေကိုတုံးပြီးတော့အစည်းကတိုက်ခိုက်ခဲ့တယ်ပေချာကိုတုံးပြီးအတိုက်ခိုက်ခဲ့တာကဘလို့ဘလို့ပုံစံနဲ့တိုက်ခိုက်ခဲ့တာလဲဆိုတော့ဒီ Hispolar တပ်ဖွဲ့ကဒီပေချာတွေကိုထိုင်ဝိုင်စီကနေပြီးတော့ဝယ်ခဲ့တယ် ထိုင်ဝိုင်ကအလကားနီးနီးနဲ့ကိုဒီ Hisbollah တပ်ဖွဲ့ထံကိုရောင်းခဲ့ဒီပေကြတွေကိုအဲ့တော့ဒီပေကြတွေနဲ့ပတ်သက်ပြီးတော့ဈေးကနေပြီးတော့ဒီပေကြတွေကိုအဲညအမျိုးမျိုးနဲ့ဖောက်ခွဲပြီးတော့အဲ Hisbollah ရဲ့လက်နက်စက်ရုံတွေ Hisbollah ရဲ့ဒီစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေနော်အတိကမင်းကြတဲ့ခေါင်းဆောင်တွေကို တိုက်ခိုက်ခဲ့တယ်ဒီပေချာလေးနဲ့ခွဲပြီးတော့အဲနေရအနှံ့အပြားကိုပေါ့နော်လေဘရွန်တောင်ပိုင်းဘေရွန်တခွင်လုံးကိုနေရအနှံ့အပြားကိုပေချာလေးနဲ့အူးဆုံးတိုက်ခိုက်ခဲ့တာဖြစ်တဲ့ဒါအစည်းကနေတော့နောက်နောက်တစ်ခုဒီပေချာလေးနဲ့ပဲဒီဟစ်စပိုလာရဲ့နေရဌာနစစ်ဌာနတွေဘာတွေညာတွေအကုန်လုံးတော့အားလုံးကိုထောက်လန်းနိုင်ခဲ့ကြောနော်ဒါကမ္ဘာပထဝီနိုင်ငံလေးလာတုံးသက်သူတွေကဒီနေရာကနေစပြီးတော့ဆွတ်ထုတ်တာစပြီးဆွတ်ထုတ်တာဖြစ်တယ်နော်အဲ့တော့ဒီပေချာလေးကိုဒီထိုင်ဝမ်ကနေပြီးတော့ဒီလေဘရွန်မှာရှိတဲ့ဟစ်စပိုလာစစ်ဘက်ဆိုင်ရာအတုံးပြုတ်ဖြစ်ဒီ ါဒါတွေကိုဝယ်ခဲ့တယ်ဝယ်ခဲ့ပြီးမှအဲနှစ်တော်တော်ကြာပြီဆိုမှဒီအရေးစဖြစ်တဲ့အချိန်ကျမှဒီကောင်ကိုအသုံးပြုပြီးတော့ဈေးကတိုက်ခိုက်တော်တာတွေ့ရတယ်အဲ့တော့အစောကြီးကလေးကလည်းထိုင်ဝိုင်နဲ့ဈေးကဒီထိုင်ဝိုင်မှာရှိတဲ့ ဒီ company တော်တော်များများပေါ့ဗျာเนาะ chipset company တွေနောက်ပြကြတော့ Microsoft เนาะနောက်တစ်ခုကျွန်တော်တို့ဒီ hardware software အကုန်လုံးဒီမှာအခြေစိုက်ပြီးတော့အစည်းကနီးပညာနဲ့ဆိုင်တဲ့เนาะအဲဆက်ရုံနေအများကြီးကိုအစည်းကထိုင်းဝိုင်းမှာထိုင်ပြီးတော့အခြေချထားတာတွေ့ရတယ်။နော်ဒါကိုပြန်ကြည့်မယ်ပြန်လေ့လာကြည့်မယ်ဆိုရင်အားလုံးသိပါလိမ့်မယ်။ပြန်ပြီးတော့ဖတ်ကြည့်မယ်ဆိုရင်လည်းအားလုံးရေးရေးလေးလေးကားကနာနာသိရပါလိမ့်မယ်နော် တော့ကျွန်တော်ပြောချင်တဲ့ဇာတ်ကားကအစင်းနဲ့ထိုင်ဝိုင်းနဲ့အစိုးကြီးကလေးကအဲမိဖက်တွေဖြစ်ပါတယ်အဲသို့တော့အခုဟာကဘလောက်ထိအစင်းကထိုင်ဝိုင်းအပေါ်ကိုနိပညာတွေမြင့်တင်ပြီးတော့ကာကွယ်လိုက်လဲဆိုတာတော့တော်တော်အံ့ဩမိသွားတယ်ကျွန်တော်တို့ရောနော်ဒီကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့လေကြောင်းရံကာကွယ်ရေးစနစ်လေကြောင်းရံကာကွယ်ရေးစနစ်ဖြစ်တဲ့ဒီ Iron Dome ဒီလေကြောင်းရံကာကွယ်ရေးစနစ်ကိုထိုင်ဝိုင်းမှာနော်သူ့ထက်ကောင်းတဲ့နိပညာနဲ့အခြေစိုက်ပြီးတော့ဒီကာကွယ်ရေးစနစ်ကြီးကိုတက်ဆင်มาဖြစ်တယ်လို့အဲဒီထိုင်ဝိုင်းရဲ့ ဒီကာဝေးဝန်ကြီးဌာနကနေပြီးတော့ထုတ်ပြန်လာတာတွေ့ရတယ်။ဒါဒီနည်းပညာကတရုတ်စစ်ထောက်လန်းရေးအဲတအုပ်ကအော်ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့ဘယ်ကရလာလဲလို့ဆိုပြီးတော့ဒီတရုတ်စစ်ဘက်ဆိုင်ရာထောက်လန်းရေးတအုပ်ကထောက်လန်းခဲ့တယ်စုံစမ်းခဲ့တယ်ဒါကိုအစည်းအကြီးကရတယ်ဆိုပြီးတော့ဒီတရုတ်စစ်ဘက်ဆိုင်ရာထောက်လန်းရေးကနေပြီးတော့ဒီသတင်းကိုဖော်ပြခဲ့တာတွေ့ရတယ်။အဲ့တော့နောက်ထပ်ဘာလဲဆိုဒီ cruiser pattern ဒုံးကြီးရန်ကာဝေးဖြစ်တဲ့ဒီ aero 3ရဲ့နည်းပညာတွေကိုလည်းထိုင်ဝမ်မှာတက်ဆင်တော့မှာဖြစ်တယ်ဆိုပြီးတော့အဲထိုင်ဝမ်ရဲ့ကာဝေးဝန်ကြီးဌာနကထုတ်ပြန်လာတာတွေ့ရတယ်။နောက်ဒါရီကပြန်ကြည့်မယ်ဆိုရင် အစည်းကနေထိုင်ဝိုင်ကိုဤပညာတွေအများကြီးနဲ့မြင့်တင်ပြီးတော့ထိုင်ဝိုင်ရဲ့ဒီထိုင်ဝိုင်ဆိုတာတိတိလေးပြန်တော့ဒီတိတိလေးကိုကာကွယ်ရန်အတွက်အဲဒီလေချောင်းရံကာကွယ်ရေးစနစ်တွေဒုံးကြီးရံကာကွယ်ရေးစနစ်အများကြီးပြုလုပ်ထားတာကိုတွေ့ရတယ်။အဲ့တော့ကမ္ဘာပထဝီနိုင်ငံလေးလာ3တက်6ကားတူတွေကဘာပြောတော့တော့2028ခုနှစ်မှာဒီအရေးထိုင်ဝိုင်အရေးနဲ့ပတ်သက်ပြီးတော့တရုတ်နဲ့အမေရိကန်အကြီးကြီးစစ်ပွဲဖြစ်နိုင်တယ်ဆိုတာကို၎င်းတို့ကသုံးသပ်ထားတယ်။အဲ့သုံးသပ်ထားတာကဒီမှာတော့ပြီးတော့ဒီအစည်းကလည်းဒီထိုင်ဝိုင်ကိုအဖက်ဖက်ကနေကူညီပြီးတော့လေချောင်းရံကာကွယ်ရေးစနစ်ဤပညာတွေမြင့်တင်ပြီးတော့အာ ထိုင်ဝိုင်ပေါ်မှာအဲကုညီပံဖို့ပေးထားတာတွေ့ရတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်စစ်ပွဲကဖြစ်ဖို့ကြာတိုင်းတော့2020မှာအာ85ရာခိုင်နှုန်းလောက်ထိတည်ကြားနေတာကိုတွေ့ရတယ်။ဘာအကြောင်းဒါကဖြစ်နိုင်တာလဲဆိုတော့ဒီထိုင်ဝမ်အရေးကိစ္စရဲ့နောက်ပြီးကြတော့ဒီကျွန်တော်တို့ကုံသွယ်ရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကိစ္စရဲ့ဒီဒီအမေရိကန်နဲ့တရုတ်နဲ့ကြားထဲမှာအဲတင်းမာမှုတွေကအတားအမြင့်တက်နေတယ်။တန်တမာဆက်ဆံရေးတွေကလည်းအကွဲကြောင်းတွေအများကြီးကိုတွေ့ရတယ်။အဲ့တော့ဒီစစ်ပွဲကဖြစ်နိုင်မှုကရာခိုင်နှုန်းကအများကြီးတော့တာကိုတွေ့ရတယ်။နောက်ကြောင့်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ အဲကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းပေါ်ပြထားတာနဲတယ်အဲကမ္ဘာသတင်းဌာနတွေမှာလည်းပေါ်ပြထားတာနဲတယ်အဲပြောချင်တာကဒီထိုင်ဝမ်ကိုအဖက်ဖက်ကနေကူညီခဲ့တယ်အစည်းကနေအဲ့လိုပဲအဲထိုင်ဝမ်ကနေပြီးတော့တချို့ပစ္စည်းတွေကဒီအာရဗ်နိုင်ငံတွေမှာတောင်းနေတဲ့ပစ္စည်းတွေကအစည်းကကြိုက်တဲ့ပုံစံနဲ့အဲဒီပစ္စည်းတွေကနေထောက်လန်းလို့ရတယ်ဆိုတဲ့အကြောင်းရင်းနောက်တစ်ခုကဖောက်ခွဲလို့ရတယ်ဆိုတဲ့အကြောင်းရင်းကိုကျွန်တော်ဟိုးလွန်ခဲ့တဲ့နှစ်တစ်နှစ်လောက်ကလည်းဒီအကြောင်းကိုချပြပြီးသားဖြစ်တယ်ဒါပေမဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အခုဒီတစ်ခါထပ်ပြီးတော့ကျွန်တော်ချပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျလက်ရှိ တရုတ်နဲ့အမေရိကန်ရဲ့ဒီ2029ခုနှစ်မှာစစ်ဖြစ်နိုင်မှုရာဂိုင်းတော့က85ရာဂိုင်းတော့ဒီအဲတေချာသွားတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုဒီထိုင်းဝိုင်းမှာစစ်ဘက်ကာကွယ်ရေးစနစ်ဒီအများကြီးပြုပြင်ပြောင်းလဲသွားတာကိုတွေ့ရတယ်။ဒါကိုတရုတ်စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးဌာနကနေပြီးတော့ဖော်ထုတ်ခြင်းဖြစ်ကြောင်းကျွန်တော်ဒီနေရာကနေဒီသတင်းလေးကိုအားလုံးကိုသိသိချင်းနဲ့စိတ်နဲ့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါ။ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါသေးတယ်။ဟုတ်ကဲ့ဒီသတင်းလေးကတော့ရုရှားနဲ့ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးတော့အမေရိကန်တမလာထွန့်ကဒီအော်တိုမလာအစောပိုင်းလောက်ကလေးက ရုရှားတံပလာဗလာဒီမာပူတင်ကိုဖုံးဆက်ပြီးတော့ဟန်ဂရီနိုင်ငံမှာငါတို့ထိပ်သီးအစီအဝေးတစ်ခုပြုလုပ်မယ်အဲ့ဒီမှာရုရှားတံပလာဗလာဒီမာပူတင်အနေနဲ့တက်ရောက်ပြီးတော့ဒီယူကရိန်းစစ်မီးကိုအဆုံးသတ်ရန်အတွက်ယူကရိန်းရဲ့တံတားဖြစ်သူဇလင်စကီးကိုလည်းခေါ်ယူပြီးတော့ထိတ်တန့်တန်ရေးတမန်ရေးစကားပြောဖို့အတွက်အမေရိကန်တံတားထွန်းကပြောကြားခဲ့ခြင်းဖြစ်တယ်ခင်ဗျဒီတန်ရေးတမန်ရေးကြိုးပမ်းဆောင်ရွက်မှုကိုအမေရိကန်အနေနဲ့ ဒီဒီထိပ်သီးအစီအဝေးကိုပြုလုပ်ခဲ့ခြင်းဖြစ်တယ်။သို့တော့ဒီအော်တိုဘာလ22ရက်နေ့မှာပဲအမေရိကန်ဘက်ကနေပြီးတော့ဒီဟန်ဂရီနိုင်ငံမှာတွေ့ဆုံတဲ့ရုရှားသမ္မတဗလာဒီမာပူတင်ကိုဖိတ်ကြားထားတဲ့ဒီထိပ်သီးအစီအဝေးကိုဖြတ်သိမ်းခဲ့ကြောင်း၎င်းကပြောကြားခဲ့တယ်။ဒီအမေရိကန်ရဲ့သမ္မတအင်ဖြူတော်ကနေထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်။ဘာကြောင့်ဒီလို ဖြတ်သိမ်းခဲ့တာလဲဆိုတော့ဒီတန်ရေးတမန်ရေးရုရှားနဲ့ယူကရိန်းကြားထဲမှာအချိန်ပေါင်းများစွာကြိုးပမ်းဆောင်ရွက်ပြီးသွားပြီ။ သို့တော့အောင်မြင်မှုမရခဲ့ဘူးပေါ့နော်ဒါကြောင့်မလို့အမေရိကန်အနေနဲ့ဒီတန်ရေးတမန်ရေးကြိုးပမ်းမှုကိုငါတို့လှုပ်ဆောင်တော့မှာမဟုတ်ဘူးလို့အမေရိကန်သမ္မတထွန်းကအင်ဖြူလောကနေပြီးတော့ဒီအကြောင်းရင်းကိုပြောကြားလိုက်ခြင်းဖြစ်တယ်ဗျဒါနဲ့ပတ်သက်ပြီးတော့ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ဘာမှပြန်လဲတုံ့ပြန်ခြင်းမရှိသေးပါဘူးခင်ဗျနောက်တစ်ခုအမေရိကန်ကဒီယူကရိန်းစစ်ဘက်ဆိုင်ရာအုံဖြူရန်အတွက်ဒီ ဒီ Tomahawk ဆိုတဲ့ဒီ cruiser pattern ဒုံးကြီး missile တွေပေါ့ဒီ missile တွေကိုအရင်နှစ်တေတုန်းကအာပိတ်ဆို့ထားတယ်အသုံးပြုလို့မရအောင်ဒီအမေရိကန်ရဲ့လက်နက်တွေနဲ့ပတ်သက်ပြီးတော့တားမြစ်ထားတာတွေ့ရတယ်ဒါပေမဲ့ယခုအချိန်မှာတော့ဒီလက်နက်တွေကိုအားဖြည့်တင်ပေးပြီးတော့ယူကရိန်းကိုအာဒီလက်နက်တွေနဲ့ပတ်သက်ပြီးတော့တုံးဝင်ပြူချောင်းလဲအမေရိကန်တမရထွန်းကထုတ်ပြန်လာတာကိုတွေ့ရတယ်အဲ့တော့ဒီဟာကိုဆက်ဆက်ပြီးကြည့်မယ်ဆိုရင်ယူကရိန်းနဲ့ရုရှားစစ်မီးကပုံမှုပြီးတော့ပြင်းထန်လာနိုင်ကြောင်းလဲ ကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသပ်ကိုကားသူများကပေါ်ပြထားတာကိုတွေ့ရပါတယ်။ဒီသတင်းကတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းလာတယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့အမေရိကန်ကဒီစစ်ပွဲနဲ့ပတ်သက်ပြီးယူကရိန်းဘက်ကနေပြီးတော့အပြည့်အဝထောက်ခံသွားမည်အပြည့်အဝအကူအညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းကမ္ဘာပထဝီနိုင်ငံရေးလေလာသုံးသပ်သူတွေကဒီအကြောင်းကိုပြောကြားထားတာကိုတွေ့ရပါတယ်ခင်ဗျ။ဟုတ်ကဲ့တခြားတစ်ဖက်မှာရှိတဲ့ရုရှားစစ်ဘက်ဆိုင်ရာဌာနချုပ်ကနေပြီးတော့ထုတ်ပြန်လာတဲ့ရုပ်သံတစ်ခုကတော်တော်ကြောက်စရာကောင်းတယ်ဗျာဒါ ICBM တွေပေါ့ဒါကနျူကလ িয়ার ထိပ်ဖူးတက်ဆင်ထားတဲ့မစ်ဆိုင်းတွေဖြစ်တယ် ဒါတွေကိုထုတ်ပြီးတော့စမ်းတက်လာတာကိုတွေ့ရတယ်ဒါရုရှားကဒီမစိုင်းကြီးတွေကိုတင်းထလာကြာပြီးတော့ထုတ်စမ်းတက်လို့မရှိဘူးเนาะအခုဟာကလက်တလုံးမှာဒီမစိုင်းကြီးတွေကို ICBM ဒီနျူကလ িয়ার ထိပ်ပူးတက်ဆင်ထားတဲ့မစိုင်းကြီးတွေကိုထုတ်ပြီးစမ်းတက်လာတာဘာအတွက်ကြောင့်ဒီအချိန်မှစမ်းတက်တာတို့၎င်းတို့ဒီကမ္ဘာပထဝီနိုင်ငံလေးလာတုံးတက်သူတွေကတော်တော်လေးတော့ကြောက်စရာကောင်းတဲ့အခြေအနေမှာ ဖြစ်သွားနိုင်တယ်လို့၎င်းတို့ကဖော်ပြထားတယ်ဗျ။ဘာကြောင့်လဲဆိုတော့ရုရှားက သူ့ကိုသူ့ရဲ့မာနကိုထိပါလာပြီဆိုရင်ဒီဒီခလုတ်ကိုနှိပ်ဖို့သူကအသင့်ပဲဆိုပြီးတော့ငကိုလေးကပြောကြားထားတာပေါ့နော်အဲ့တော့ဒီမစ်ဆိုင်းတွေကဒီအချိန်မှာဒီလိုမစ်ဆိုင်းတွေကရုရှားအချိန်မှာအပေါ်ဆုံးပေါ့ဗျာအပေါ်ဆုံးလက်နက်လို့ပြောလို့ရတယ်အဲ့တော့ဒီလိုမစ်ဆိုင်းကြီးတွေကယူကရိန်းကိုမကျဲချနိုင်ဘူးဆိုတာကအဓုမအာမခံချက်ပေးမထားဘူးဗျာအမေရိကန်လည်းအာမခံချက်ပေးမထားဘူးဘယ်နိုင်ငံကမှအာမခံချက်ယူကရိန်းပေါ်မှာပေးမထားဘူးအဲ့တော့ပြောချင်တာကတစုံတစ်ခုအမှားလုံးမိသွားမယ်ဆိုရင် ယူကရိန်းဘက်ကပဲဖြစ်ဖြစ်အမေရိကန်ဘက်ကပဲဖြစ်အမေရိကန်ကပျောက်ပေးလို့ယူကရိန်းကအမှားလုံးမှာအဲ့လိုအမှားလုံးလိုက်ပြီဆိုတာနဲ့တပြိုင်နဲ့ဒီရုရှားကဒီ ICBM မစိုင်းကြီးတွေကျဲချလိုက်ပြီဆိုရင်အကုန်ရှုပ်သွားမှာနော်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒီမစိုင်းကြီးတွေကိုစမ်းသပ်လာတာကိုရုရှားကအာဗီဒီယိုကိုထုတ်ပြန်လာတာတွေ့ရတယ်အဲ့တော့ တော်တော်လေးတော့တစ်ဖက်နဲ့တစ်ဖက်ပို့ပြီးတော့ဒီစစ်ပွဲကြီးကပြင်းထန်လာဖို့ရှိကြောင်းလေကမ္ဘာပထမနိုင်ငံလေးလာသုံးသက်သူတွေကပေါ်ပြထားတာတွေ့ရပါတယ်ဟုတ်ကဲ့ပါဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးကိုသိစေချင်လို့ရုပ်တံလေးတွေကိုထည့်ပေးခြင်းဖြစ်ပါတယ်လက်တလုံးမှာတင်းမာမှုတွေကတော့တစ်ဖက်နဲ့တစ်ဖက်မြင့်တက်နေတာကိုအားလုံးလည်းသိပြီးသားဖြစ်ပါလိမ့်မယ်ကျွန်တော်အနေနဲ့အားလုံးကိုသိစေချင်တဲ့စိတ်နဲ့ထပ်ပြီးတော့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ပြောချင်တဲ့စကားကတော့အားလုံးသိပြီးသားဖြစ်တယ်ကျွန်တော်တို့ကဘာကြီးငင်းချမ်းတာယာမှုအပေါင်းကြားရောက်ဖို့ ਨੇ ျွန်တော်တို့နေတဲ့မြန်မာနိုင်ငံကြီးအေဂျင့်တာယာမှုအပေါင်းကြားရောက်ဖို့အတွက်ဆူတောင်းမြတ်တာတွေပို့တာပေးဖို့ကျွန်တော်ဒီညကနေအနုညွန့်တောင်းဆိုလိုက်ပါတယ်မြတ်တာရက်ခံလိုက်ပါတယ် imagine night imagine night အနေနဲ့လဲမိမိတို့တက်နိုင်တဲ့ဘက်ကနေဂါဇာကမ်းပြောင်နဲ့ပတ်သက်ပြီးတော့စွတ်တကားတွေထုတ်ပေးပါဟာဂျန်နံပါတ်တွေဖတ်ပေးပါနော်ဒူဝါပြုတ်လုပ်ပေးဖို့ကျွန်တော်မြတ်တာရက်ခံပါတယ်ဂါဇာကမ်းပြောင်ကြီးထဲမှာအခြေအနေအရရက်က ပုံမှန်အခြေအနေရရဖြစ်ဖို့အင်တန်ကိုစူးစမ်းဖို့လိုအပ်ပါသေးတယ်အင်တန်ကိုနော်ခက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 ်အခြေအနေမှာရှိနေပါသေးတယ်အားလုံးစိတ်မကောင်းဖြစ်ဖို့ဖြစ်ပေးဖို့ကျွန်တော်ဒီနေရာကနေတောင်းဆိုလိုက်ပါတယ်လက်ရှိဂါဇာကမ်းမြောင်ကြီးရဲ့အခြေအနေကစိုးရွားတဲ့အခြေအနေမှာပဲရှိနေပါသေးတယ်အဲ့တော့အားလုံးအနေနဲ့တို့အားမအထူးသတိရပေးဖို့ကျွန်တော်မြေတားရက်ခံပါတယ်ဒီနေရာကနေကျွန်တော်အနေနဲ့ထူးခြားတဲ့သတင်းအများစုကိုဒီနေ့ဒီနေရာကနေတင်ဆက်ပေးရင်အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေလို့ပြောလိုက်ပါရစေခင်ဗျာ